ဂိမ်းအပီးမှာအင်ဂိမ်းဆက်ရှင်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကြိုဆိုလိုက်ပါတယ် Mobile Legends Batman Super League Regular Season We 2ရဲ့ Day Number 1ပထမဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Blaston versus Tinseman ရဲ့ပွဲစဉ်ဟာ Downtown ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ကဲဒီချိန်မှာတော့ Toji Fanny နဲ့ထွက်လာခဲ့တဲ့ကျွန်တော်တို့ Draft Game လေးတော့မြင်ရမယ်ဒီမှာတော့ Jason Shin KM ဆိုတော့ကျွန်တော်ဒါပေမဲ့ Maxman တွဲလုံးဂျာထဲမှာကျွန်တော်အာလီဖို့တရှဲကိုတစ်ဖက်က fan ကြီးအတွက်ဘလောက်ထိ short ချပေးနိုင်မလဲဆိုတော့ Hilda ရဲ့အဆုံးဖြတ်လေးလည်းပါအောင်မယ်ဗျ Justin အနေနဲ့လည်းပြန်ပြီးကြည့်ရမယ်အနေထားတစ်ခုမှာတော့မှယိုယိုလေးလည်းတွဲထားပါသေးတယ်ဆန်ဖန်တိုင်းပြောရင်လည်း risk တော့များတယ်ဗျထို့ကြီးကဆိုတော့ Hilda ရရောပြီးတော့ Kalia ရရောဆိုတော့သူကိုယ်တိုင်ဝေါ်ပြန်ပြီးတော့ဖိတ်ခံထားတဲ့အချိန်တွေတစ်ခုမှာ retribution ကိုတော့ဒီအချိန်မှာတစ်ဖက်ကနေပြီးတော့ပဲ lucky ရအောင်ယူပြီးတော့ little wonder rally ကိုပိုင်ဆိုင်ထားတယ်ဆိုတော့တတိယ objective တမှာ retribution stack ကတော့ဒေဂျာပေါ့ကျွန်တော် lucky နေတဲ့ပုံများပါဗျာ ုတ်တယ်ဒီချိန်မှာတော့ Esmorera အနေနဲ့တော့ Harry ကိုတောက်လျှောက်လိုက်ဖိနေရမျိုးတော့တွေ့ရတယ်ဗျ Kisan အနေနဲ့အဆင်ပြေနေမှာမလားဆိုတဲ့အရာတခုတော့ကြည့်ရမယ် Lane Face မှာ Harry အနေနဲ့တော့တခြားလေးပြန်ထိန်းမှတော့ရမယ်ဗျ Lord နေထားရတော့ Esmorera goal lane နဲ့ထွက်လာခဲ့တဲ့ပုံစံတခုစီ10 7ကျွန်တော်တို့ဒါဒီပွဲမှာတော်တော်လေးအလုပ်ဖြစ်လာနိုင်မလားဆိုတဲ့အရာကိုလည်းပြန်ကြည့်ရမယ် Melin Combination အရာကတော့ Justin နဲ့ Yoyo က ကျွန်မလိမ့်မှာ trolley combine လောက်ထားနိုင်တာမျိုး control လောက်ထားနိုင်တာမျိုးတို့တွေ့ရပါတယ်။ကဲဆိုတော့ကျွန်တော်တို့ဒါချီချူနေညီကိုဒါအောက်မှာလေကျွန်တော်ဒါ skin coat လေးတွေပြန်လဲပြီးတော့ပဲချပေးထားရပြာမြန်ကန်မမှန်ကန်ကန်နဲ့မြန်မြန်ဆန်သွားနိုင်မဲ့လူတွေကတော့ကျွန်တော်ဒါ skin လေးတွေရမယ်ဆိုတဲ့အခြေအနေတခုမှမရှိတယ်ပေါ့နော်။ ကဲဆိုတော့ဖွဲလေးကိုဆက်ပြီးတော့အောင် lucky ကတော့ level 4ရပါပြီအဲ့တော့ကြောင့် morning shot ကလေးအုံပြီးတော့တစ်ဖက်က vision အကုန်လုံးတော့ check လုပ်ထားသေးတယ်ကျော် level 4တိုင်းမိတခုမှာတစ်ဖက်က jungle ထိုးကြီးကိုပြန်ကြည့်မယ် level 4ကိုတော့သူ့အနေနဲ့ပြန်ပြီး fan ရတယ်ရတော့ရအောင်ဆိုပေမဲ့လည်းတတဲ့ objective ကိုခေါင်းထိုးဖို့တော့လွဲပါမလားပေါ့လေဟုတ်တယ်တတဲ့ objective မှာတော့ lucky စာပြီးတော့ try ဖို့တော့ရှိနေတယ်ဒါမှမဟုတ် justin နဲ့ level 3ပဲရှိနေတဲ့အနေအထားတစ်ခုပြဒီမှာတော့ထိုးကြီး ob နောက်တော့ top shot ကပ်ပေးမယ်လို့ ob ရဲ့ smorator စီတော်တော်လေးတော့အားတိုင်းမှာလည်းမဝတန်ရှိနေမယ်ဗျာ Lode just uh, thumb out in the whole not to Bian Benny and but the five or the lucky three or such shock have So Elian of Flon out, Tao Yuga, Chester Galley, when I got you, Colo, figure to win a Jura, I mean, the form, Yadi, number tight destroy, standing B, purify, told me of Elu, telephone back, having a strip, is it First lap, see, and take back, wide of a redivision, my lucky time, take back the twine, but I objected it, Yuki, but Taman, you got just take over, Paul, wide at Chenev, CK, Taman, so that's why I gave you a party. Two minutes, but it appears, or that it's cool, yes, you get it, be Hugin Nagong, Kuli, Yalom, two kids. ော့ goalie နဲ့ tin 7အဖွင့်လေးကတော့လှနေခဲ့ပြီဗျာ exploiter hero ဆိုတော့ side lane ကြီးရဲ့ advantages တွေတော့အများကြီးအသုံးချပြနေလို့ပြောရမယ်ကိစ္စအနေနဲ့လည်း lane phase မှာတော့တစ်ဖက်က op ocean tame ဖို့အခက်အခဲတစ်ခုရှိနေတာမျိုးတော့ကျွန်တော်တို့မြင်နေရတယ်ဗျာတသမများရှိတယ်အကုန်လုံးပြန်ပြီးတော့ပဲ she assault လုံးနိုင်တဲ့အခြေအနေဆိုရဲမှာသူဒီ jaw lane မတောင်းဆိုတဲ့ပုံစံဖြစ်နေတယ်ဗျာအင်းလွေရလည်းအပေါ်မှာပြန်ပြီးတော့ stand ကတော့ mountain shocker ဝင်သွားတဲ့ခိုက်တဲ့တစ်ခုမှာတော့ zin ရဲ့သုံးသက်ခြင်းကိုတတ်မှန်ခံလိုက်ရရင်လည်းတော်လိမ့်မှရှိနေတဲ့ဂိုးရှိကို၄ရောက်ပေါင်းထပ်မှန်ပြီးတော့ခွာဝါးခဲ့ပြီပဲဖြစ်ပေါ်တယ် ဟိုရှိပါထမပေးလာတဲ့အနေထားတခုပလက်သွန်းနေနဲ့အာလီဘိုင်းမာတွေကအစမပြေမှုတွေကြုံတွေ့နေရတဲ့နယ်ဖန်ရဲ့ပေါ်တရှယ်ဒီလေဒီချိန်ဒီမှာလုံအောင်ရှော့ချခံနေရလို့ပြောရမယ်သူနေနဲ့ဒေါင်းရှော့တွေဒါစိုက်လိန်တွေကိုခံကြလို့ပို့ကြိုးစားရမယ်လေစိုက်လိန်တွေမှာရှိနေတဲ့အရာတွေဒီ ်အစ်မော်ရတာဟေးတာလိုမျိုးဂျွေးပရဒီအားကောင်းတဲ့ဟီးရိုးတွေဖြစ်နေတယ်လေးယောက်လောက်ကြားမှာအုတ်ဖီတောက်လျှောက်တွေကိုတန်းပြမိမယ်လေပတန်းရဲ့ဖစ်ကြားမှာတော့တိုးချီအဆုံးသတ်ပေးလိုက်ပါပြီ။ကဲချက်ချင်းကြလာတဲ့ဘက်ကတွေကြားမှာစီကေရောဖြတ်တားထားသည်ရဲ့ဂျက်စတစ်ဒီချိန်မှာတော့ထိုးကြီးတို့ခင်ဆက်တို့အကုန်လုံးတော့လွတ်မြောက်ခွင့်ရရှိသွားကြပြီ။ဖရန့်ရှ်မောင်းနဲ့လမ်းတော့ကြည်ပေးသားသည်ဆူနာမစ်လမ်းပါတော့ပါသွားပြီ။စီကေကျော်တောက်လျှောက်ပြန်ပေးတာခိုက်တဲ့ဒီမှာ busy attack တွေပြစ်ခွဲနေပြီဂျက်စတစ်ပြန်လည်ပြေးထွက်နေတဲ့နောက်မှာတော့မရတော့တဲ့ဆုံး kill on speed ဒီမှာဇင်းရံကိုပြန်လည်ပေးလိုက်ရပြီဖြစ်ပါတယ်။3 minute 4k goalie 2k နဲ့အတူပဲ တင်းဆဲမန်ကျော်အာလီပိုတရှေကတော့အမြင့်ဆုံးအချိန်တော့ရောက်နေပြီဘလက်သွန်းနေတဲ့သူရဲ့ပိုတရှေတွေထပ်မှမြင့်တင်ဖို့အတွက်ကလည်းတော်တော်လေးခက်ခဲနေတဲ့အချိန်မျိုးတော့ဖိုင်ဆိုင်နေရတယ်ဗျာ ESP lane မှာလည်း first half ရဲ့3 minute မှာတည်းပေးထားတဲ့အချက်တစ်ခုကြောင့် Blood Zone အနေနဲ့ဒီပွဲကတော်လေးနေပါနေရလို့ကျွန်တော်တို့သတ်မှတ်လို့ရနေပါပြီဒါတော့အမှန်ပဲဗျာနော်ရှေ့ဂိမ်းနံပါတ်1လောက်ကလည်းကျွန်တော်တို့နေတော်တော်လေးကြာအာလီပိုက်မှာနေနေဆိုတဲ့အခြေအနေတစ်ခုပဲဒီပွဲမှာလည်းဆက်လက်ပြီးတော့ကျွန်တော်အာလီပိုက်မှာနေနေဆိုတဲ့ပုံစံပဲဗျာအဓိကကတော့ goal လေးကိုမထောင်နိုင်အောင်စော့နေရဆိုတဲ့ပုံစံတင်းသေးပဲပုံစံပဲကျွန်တော် Titan Strike Stand of Pillar Fickret 2 man လောက်ဒီပါတယ် Back and Follower Derby Formula တွေခိုက်တဲ့ကောင်မှ Justin ပြန်လည်းပြေးထွက်စီးရန် Forward တွေခိုက်တဲ့ကောင်မှ Tsunami Stand Power ပြီးကျွန်တော် Physical Damage တွေပြန်ဝင်နေတယ်မထုံချင်းသူကိုယ်ရဟီရိုကြီးပေးလိုက်ရပြီ Fallen Star Boss Star ဲ Treasure Ball Physical Damage တောင်းချောက်ပြင်းနေ Physical တော့နဲ့ခိုင်းတဲ့ခုမှာရိုးရိုးပါ။ဟိုပြီးရဆုံးသက်ကြီးကိုခံလိုက်ရပြီဖြစ်ပေါ်လေ။ဒီဆက်အနေနဲ့လေ German 4လေးပြန်ခင်ပြီးပြန်တော့ပြေးထားရတယ်။အဓိက OP နေနဲ့လေတောင်းချောက်တွေကိုလိုက်နင်းနေနေတာတခုပြ။တမ်မော်ရဲ့ response တော်လေးကောင်းမွန်နေတဲ့အထူးပဲ blast zone နဲ့ဟီယူကီရဖို့အခွင့်အလမ်းနေတောက်လျှောက်ကိုဆုံးရှုံးနေရ35မှာလည်း107 ထမှန်ပြောတတဆုံထဲမှာရှိနေနေပဲ Aeon နေနေတော့ Vision တော့ပြထားပဲမဲ့လေဘာမှတော့လုံခွင့်ရမှာတော့မဟုတ်သေးဘူး concentration တွေပါ on ပြီးသွားပြီဆိုတော့ဒီ target လဲထပ်ပြီးတော့ပေးလိုက်ရတဲ့အခြေအနေတစ်ခုပဲဗျာဂျားလေးရောက်နေ Aeon ကိုမှာထပ်ပြီးတော့သုံးတတ်မှာလား power wide edge of purify သုံးပြီးတော့ပဲ Aeon နေနေ forward သွားခဲ့တယ်ဒီချိန်မှာတော့ဘယ်တဲ့ side တွေဆာမယ်ဆိုရင် Fanny နေတဲ့ side လေးကိုသွားပြီးတော့ split လောက်တာပူကောင်းလိမ့်မယ်လို့ထင်တယ်ဗျာဟုတ်တယ် split push ကိုပဲအကူအမအခြေအနေတစ်ခုတော့ရောက်နေပြီဗျာကြိုကိုလေးမချက်ရလဲစမိုရီတာဒီလိန်ဖိမှာတာနေအချက်တစ်ခုကြောင့် Harry နေနဲ့ 2.9k ဖမ်းပြီးတော့ရထားသေးတယ်နှစ်ကောင်လုံးကိုဖြတ်ထိုး ွင့်မယ်တဲ့ damage ကမရှိဘူး Jason နဲ့နောက်ရပြန် forward အင်းအောင်အနေနဲ့လည်းဂျာမန်ကိုညံ့နေရင်းနဲ့ပဲ အသာလေးပြန် forward နေရ Black Gun ဘယ်တဆိုင်မှမဖြစ်နိုင်နေခဲ့တဲ့အခြေတစ်ခုတော့ရောက်နေပါပြီဒွိတက်ကောင်းပါဆိုရင် hero တွေအကုန်လုံးကတော့ glowing one နဲ့လိုက်ပြီးတော့ပဲ CM ပေးတဲ့ damage တွေကပုံများနေခဲ့တယ်ဗျာဒီကဝင်လာမယ်ဆိုရင်လည်း trench bot တွေ scaling ပေးနေနေတာထားခဲ့တာဆိုတော့ဒါ KZ အနေနဲ့ကလည်းဘလို့မှအဆင်မပြေဘူးဖြစ်နေခဲ့တယ်လောစီကတော့ scaling site ကို fan site အနေနဲ့ပြီးရတယ်အဲ့တော့သွားလုံလာမုံရဆိုရင်တော့တော်တော်လေးလိုအပ်နေတဲ့ item ပေးပဲဗျာဒီ seven ကတော့ pick up အားကိုပြီးတော့အားလီပိုင်းတွေက light ချနေရဆိုတဲ့ပုံစံတစ်ခုမှာ9မိနစ်ခွဲဆိုရင် duration time 61ဆိုရယ် KD နဲ့9အကောင်အသာစီဗျာတော်တော်လေးကိုများပါတယ်ဟလားဟုတ်တယ် changes ကတော့တော်တော်လေးများနေလို့ပြောရလိမ့်မယ်ဗျာ။ Blood Throne အနေနဲ့တော့ဒီချိန်ထိမှလည်းဒါ Elven အနေနဲ့အရင်တောင်းခံနိုင်တာမျိုးလို့ရှိဦးမှာမဟုတ်သေးဘူး။ ဂျင်းရန်နေနဲ့တော့ damage shop ကတော်တော်လေးများတယ်။ tan ပေါက်ထပ်ပြီးတော့ထောက်ပြကိုကြိုးစားနေတယ်ဘယ်လိုရှိမှတော့ရှိနေပေမဲ့ damage shop ကတော်တော်လေးများတယ်။ tin swan ဘက်ကိုတိုးလာဖို့မဖြစ်နိုင်နေခဲ့ဘူးဗျာ။ဟုတ်တယ်။ strong out မှာလေ OP ဒေးဆက်လာမယ်လဲကြောင့် hand dart လိုက်ခိုက်တဲ့ခုမှ purify pick crash 3 man တော့ walking ပဲပြန်တော့ stamina ရတဲ့ခုမှတော့ little flame knock out နေတူပဲ hero kit တကောင်တော့ပြန်ရလိုက်သေးတယ်။ဒါပေမဲ့လေကျွန်တော်ဂျင်းရန်သေဆုံးသွားတဲ့အခါမှာ channel ကောင်တွေထပ်ကောက်ဖို့တော့ကလေ damage ကမလုံလောက်ပြန်ဘူးဗျာ။ဟွန်းတိုးကြည့် အာတိုဂျီနေနဲ့ကတော့ကျွန်တော်တို့ဒါတစ်ဖက်က JSD ရဲ့ပေးထားတဲ့ standing ချားထဲမှာတော့ Dawson Cable လေးနဲ့ Hugh ကပြန်ရသေးတယ်။လူမျိုး Brotherhood ကိုမူလေးနဲ့ထပ်ပြီးတော့ပဲ Hugh ကောက်နိုင်မယ်ဆိုလို့ရှိရင်တင်းဆဲဘက်ကိုဖြေးဖြေးချင်းနဲ့တာနဲ့ network gap တွေ short ချပေးလို့ရမယ်ဗျာ။ Raw တဲ့မှာ Kaiser ရဲ့ Polish ရ short ချခံထားတာမျိုးတော့တွေးနေရအောင်မယ်။ Fanny နေကလည်းတို့ဒါဘယ်တယ်ဝင်လာဖို့ထက်သူ့ရဲ့ split push ကိုပိုအားကိုရမယ်အချိန်တစ်ခုတော့ရောက်နေပြီဗျာ။နောက်ဆုံး Tartar ကိုလည်းတင်းဆဲဘက် ထပ်ပြီးတော့ပဲသိမ်းပိုက်ဖို့ lucky နေတဲ့တာရနာမှာထပ်ပြီးတော့ပဲ ready position စောင့်နေပြီဗျာဆိုအာလီပိုင်းเนี่ยချားမဲ့ draw တစ်ခုဖန်တီးလာခဲ့ဒါပေမဲ့အာလီပိုင်းချလို့မရအောင်ဖြစ်နေခဲ့ဗျာဒီကတော့ Jordy ဂိုးလင်းကလည်းပြန်ပြီးတော့ပိတ်ထားခံရသလို ESP လင်းမှာလည်းပိတ်ထားခံနေရတယ်တာတင်နဲ့အဖြစ်အမကျော်အင်းလွင်သွားပြီးတော့ကြည့်ကျင်တာဗျာမရဘူးပေါ့နော်ဒီချိန်မှာတော့4 vs 5ဆိုတော့တေးကြတဲ့ဒီလာတယ်ကိုလည်းထပ်ပြီးတော့ D7 နဲ့5 sample အတွက်ကတော့များသွားခဲ့ပါပြီ D7 တာတင်နာမှာပဲဆက်တဲ့အပြည့်ဝလေးနဲ့ဆိုတော့ကျွန်တော်ဖန်အင်းလေးကလည်းဝင်လာဖို့လွယ်မှာမဟုတ်တိုးကြည့်ရှေ့မှာလည်းကျွန်တော်တန်းဖောက်တရော CK တရောတောက်ရှော့တကိုဟန့်ထားတာဆိုတော့ ဘလက်သောအနေနဲ့ဒီဂျာတေကိုထပ်မံပြီးတော့လက်လွတ်လပ်ရပြမိပြအွန်လိုင်းကျွန်တော်ကိစ္စရဲ့ပိုတရှင်မြန်မာလာမယ့်အချိန်လေးဒါ strategy online ဖြစ်လာမယ့်အချိန်လေးကိုထပ်ဆောင်ရမယ် လောထဲမှာတော့ကြောင့် SD ရဲ့ rotation နဲ့နောက်မှာ Juju ရဲ့တွဲလုံးတွေဒီတစ်ဖက်ကတင်းဆဲပိုင်းရဲ့ combination ကြောင့်ဘယ်လိုမှတိုးမပေါက်နိုင်ဘူးဆိုတာမျိုးတော့တွေ့နေရတယ်ဗျာ Brush damage လေးတကောင်တော့ဆိုရင်တော့ပို့ပြီးတော့ကောင်းမလားဗောလေသူက continue ရဲ့ damage ကိုပဲစောင့်နေတာသွားဖြစ်တယ် Tiger Strike ပြောနေမစလမီ staff power power ကြီးဗျာဂျားရဲရောက်နေတယ်တခါလေးမင်းအင်းကိုတန်းဖြတ်ခံလိုက်ရတယ် Justin လာကဲဖို့တိုးသားတယ် Monitor ကစတန်နေကြတယ်မှာ backup follower ပါလာခဲ့လေခိုက်တယ်မယ်ဗျာ CK ဝင်ဟဲနေခိုက်တဲ့တခုမှာ Tiger Strike စလမီ staff မပင်းရနေမှာ Justin turn down တော့မကေးပဲပြန်တော့ဆွဲနေတယ်ဆိုလေတိုးကြီးအနေများနေခိုက်တဲ့တခုမှာပြန်လေ forward wide နေမှာ building fast down ို့ပဲထပ်ပြီးတော့ကျော်တင်း7အနေနဲ့ယူဆောင်သွားခဲ့ပါပြီတင်း7မလင်း first tower ဆွဲမနစ်တိုင်းမှာတခုမှထပ်ရလိုက်ပြန်ပြီဒီမှာတော့တိုးကြီးဒါ defense ကိုစူးစမ်းနေမယ်အင်းနဲ့ tower နဲ့မတိုးကြီး OP စီပြေးအိမ်ကိုစူးစမ်းမယ်မရသေးဘူးပြတိုးကြီးကိုလည်းပြန်ဆုံးရှုံးလိုက်ရင်မကီဆက်မဖို့ crew dash ပြန်ပေးထားသေးတယ် CK အလားလေးပဲရှောင်ပြနေတဲ့အနေထားတစ်ခုပြနောက်မှလည်းအေးလွင်ပြန်ရောက်လာမယ်တဲ့တယောက်မှကိုတင်းဆက်မှမသေးသွားတဲ့အခိုက်အတန့်တစ်ခုကြားမှာနောက်ကိုတော့ပြန် forward လာပါပြီ Despair moment ဆိုတော့ဒီချိန်မှာတကလှုပ်ပြသွားတဲ့ choice state ဒီနေ့အတူပဲဒီနေရာမှာတော့ KZ အနေနဲ့လိုချင်ခဲ့တဲ့ Hero K က CK ကိုမရနိုင်ဘူးဗျဒီ jungle zone ထဲမှာရှိနေတဲ့ ambush တွေကို hold လိုက်တဲ့အခါမှာ physical damage ဖြစ်ဖို့အတွက် target ကလုံးဝကျော် miss သွားခဲ့တယ်ပေါ့နော်အဲ့တွဲကြောင့်ပဲကျော် KZ အနေနဲ့ Hero K ရရှိမှုပိုင်းမှာတော့အနည်းငယ်လိုအပ်ချက်သွားပြီးရှိနေသေးတယ်ဗျလောလောဆယ်မှာတော့ second turn run တွေကတော့သူတို့နေချမ်းရှိနေတော့မယ်အောင်လဲမှာလေ first turn run ကို ရအောင်သူတို့အနေနဲ့ကာမိထားသေးတယ်ဒါပေမဲ့အဓိကအရေးကြီးပါလေဆိုရယ်မလင်းရဲ့ first time round ကိုဘလက်သွန်းအနေနဲ့ပြည့်ရထားတယ်ဗျာဆိုတော့ Fanny ရဲ့ဂျန်ငယ်ကတော့ invade ခံရတော့မသေးကြတယ် Fanny ရဲ့ဂျန်ငယ်ကတော့ really အနေရောများလာလိမ့်မယ်ဗျာ CK အနေနဲ့ကလည်းကျွန်တော်ဒါ expanding river jar မှာတော့သူရဲ့ movement တွေကပို့ပြီးတော့မြန်နေလိမ့်မယ် online မှာလည်းတူချီကျွန်တော်ဒါရရင်ရသလိုလေး first round နေ defense ကိုချိုးသားမယ်အသင်းဆောင်နေတဲ့တန်းပေါ်ထောက်ချက်ကြားမှာတိုးကြည့်ဟိုးနောက်ထပ်ပြန်ပတ်ထားသေးရိုးရိုး ထမမကြိုးစားနေမယ်အင်းလုံးဂျန်ဆင်နှစ်ယောက်ပြေးဝင်လာတဲ့ဂျာရမတို့ဂျန်ဆင်လေးယောက်လုံးမှာပြန်ပြီးစတမ်းပေးထားသေးတယ်နောက်မှာကျွန်တော်တို့ခရိုဒက်ပြန်ပေးနေမယ် OP တပြိုတိတ်ဆုံးသွားခဲ့ရပြီဗျာဂျီယိုခရစ်စမတ်ဘေးကိုလဲသဖလဲအဓိကတော့ Justice ရဲ့ Fit Crack တော်တော်လေးကောင်းသွားတဲ့ Performance တန်ဗျာကျော့ဘက်က Follower Damage ကတော့အနေငယ်အားနေနေခဲ့ဆိုမယ်လေတကောင်စတကောင်စနဲ့ Hiroki ပြန်လဲပြီးတော့ပဲ Blasto အနေနဲ့ယူနေခဲ့တယ်သို့တော်လေးတင်းဆက်ပန်းမတော်မတတ်နိုင်သေးဘူးဗျာဒီလော်နာမှာသူတို့အနေနဲ့ပြန်ပြီးတော့ပဲရှိနေပါသေးတယ်အဓိကတော့ Front Line မှာရှိနေတဲ့ CQ သတ်ဖို့အတွက် Damage မလုံလောက်ဘူးဆိုတာသူတို့ကောင်းကောင်းကြီးနားလေတယ်အဲ့တော့ကျတန်ပေါက်နဲ့ CQ င်မြောင်ပေါင်းပြီးတော့ဖြင်းပြားတဲ့ခိုက်တဲ့ဒီမှာ lucky follower တော့လိုက်လာပါသေးတယ်။ဂျိုင်ကလည်းနှကောင်ချားမကွာချချက်ဒီလည်းပဲ30လောက်ရှိနေတဲ့အနေထားတစ်ခုကြောင့်တော့ဒီ low five မှာလည်း10 7ခေါင်းတော့တိုးလာအောင်ပါပဲ။ long နားမှာတော့ blood throw နေတဲ့ better set ကအထိကျလေးချထားပါမယ်လေဇင်းရန်ခေါင်းတို့လာပြီ။ CK လည်းပါနေနေတာတစ်ခုဟိုးနှမဆွဲခေါ်လာကြမှာပါဝါနေတာ။ဘောမှာလည်း jersey ပြန်ပြီး back up ပေးထားပါမယ်လေ။ damage ရောက်ဖို့ကွာနေနေတာတစ်ခုမှာ you can knock out တက်မြောက်ကြွားဝိုင်းနောက်မှာ session lucky နဲ့ double key မှာသိမ်းပိုက်လိုက်ရင်လည်းသူရဲ့အသင်းဟောင်းကိုအကောင်းဆုံးပုံစံနဲ့ပါပြသနေပြီဗျာ။ Okay ဆိုတော့ဒီနေရာမှာတော့ T7 အနေနဲ့တကယ်ကိုအကောင်းဆုံးဆိုတဲ့ပုံစံတစ်ခုကိုပြန်လဲပြီးတော့ပြသသွားတဲ့4 vs 5 saturation မှာ front line မှာရှိနေတဲ့ CK damn block တင်ရောက်ပေါင်းပြီးတော့ဆွဲလိုက်တဲ့ damn block ရဲ့ tsunami stun ကတစ်ဖက်မှာရှိနေတဲ့ jungler ဖြစ်တဲ့ Touji ပါလာခဲ့တာတော်တော်လေးစိုးတယ်ဗျာ။နောက်ဆုံးမှာလေ lucky နေတဲ့ mountain shot ကလုံးဝမပေးဘဲနဲ့ back line ထဲမှာပြေးနေတဲ့ကောင်တွေအကုန်လုံးကိုသူ့အနေနဲ့တစ်ခါလဲ finishing လုပ်ပြီးွားခဲ့တယ်။ Hero kill လေးရတယ်။ Objective 5မှာလည်းဒီ low ကိုသူတို့သိမ်း င်းပိုက်နိုင်ခဲ့တယ်။အဲ့ဒီအတွက်ကြောင့်အရာရာအစာသီးဖြစ်နေခဲ့တဲ့ဒီအစဲပဲအနေနဲ့တော့ second turn ကိုတော့ long bargain timing တစ်ခုမှနေသူတို့ပြန်လည်ပြီးတော့ force နေခဲ့ကြ။ကြံရှိနေတဲ့ဒီ long နဲ့ follower လိုက်လာမယ်ဆိုရင်တော့ mega tower warrior သာထပ်ပြီးတော့သူတို့နေ pressure ပေးနိုင်မယ်လို့ထင်ပါတယ်။အိုးဒီမှာ jazz ရဲ့ back up ပေးဖို့ကြိုးစားရမယ်လဲ။ tempo ရဲ့လမ်းထောက်ချက်ကြားမှာတော့နောက်မှာ aim လာ back line control ဝင်လာသေးတယ်။အဲ့ဒီမှာ tempo ကိစ္စကိုတော့ကျွန်တော်တို့ hero key တကောင်ပေးလို့ပေးထားလိုက်ပြီဗျာ။ကျွန်တော် hero key တွေကတော့တကောင်စတကောင်စတော့ပြန်ပြီးတော့ရတယ်။သို့တော်လည်းရလိုက်တဲ့ hero တွေကတော့ကျွန်တော်နည်းနည်းလေးတော့ ဒါလိုအပ်ချက်ရှိနေခဲ့တဲ့ဒီက lucky ပေါ့နော်ကျွန်တော် lucky 5ကို6ဆိုရဲပုံစံတစ်ခုသူတို့ shutdown ကြီးချနိုင်မှာတော့ရလိမ့်မယ်ဗျာ CN ကလည်းရရသူပြန်ပြီးတော့ပြစ်နေခဲ့တာ Sky Media ဆိုရဲဆိုတော့လေသူတို့ကဒီ journal leader လက်တီ passive တအားများအောင်မယ်ဆိုရင်ဒီ front line မှာရှိနေ hero တွေကလည်းခံနိုင်မရှိဘူးဆိုတော့ front line တက်လာပြီတော့啊 mega shield ကိုကျန်ရှိနေတယ်ဗျာ mega shield နဲ့ defend တော့ရအောင်ပါပဲအလေက inner turret လေးကို within 7 ပြန်ပြီးတော့ force နေထားတခုပြန်အေးနှစ်တယောက်ထဲနဲ့ defend လို့ရမှာတော့မဟုတ်သေးဘူး lucky အနေနဲ့လည်း bubble ကပြန်ကြော်လာရင်းနဲ့ပဲ10 7အနေနဲ့တော့သူရဲ့ full board ချက်အမြင့်ဆုံးအချိန်တခုမှာ high ground တက်လာလို့ကြိုးစားရတယ်သို့သော်ညာလည်း blood သုံးပတ်မှရှိနေခဲ့တဲ့ magazine တွေကြောင်းတော့သူတို့နောက်အသာလေးတော့ပြန် fall back ခဲ့ရပါသေးတယ်ကဲဆိုတော့ကျွန်တော်ဘာပဲပြောပြောဒီချိန်မှာတော့ မက်စမန်နှကောင် PR ကလည်းလက်ရှိမှာလုံပြနေရဆိုတဲ့ပုံစံတစ်ခုပဲဗျ Item Bay ဖျက်ပြန်ကြည့်ရမယ်ဆိုရင်လည်းကျွန်တော်ဒီဘက်ကနေပြီး Dominic Ice ပြီးတော့ Joe Oracle ဒီလိုမျိုး Item Bay တီကတော့ကျွန်တော်ပါဝင်နေသေးရဲ့အင်းတွေစီမှာဒါပေမဲ့လိုအပ်ချက်ကတော့ရှိနေတော့မယ်ဗျကိုအိမ်ပြန်ကြည့်ရမယ်ဆိုရင်လည်းကျွန်တော် Defense of Heaven Sky ဒီ Scanlian Side ဗျ Holy Crystal လို့တွားနေရဆိုတော့ကိုအိမ်နဲ့နှကောင်ကွာအချက်ကတိတ်ပြီးတော့မရှိဘူးနော်နောက်ဘက်ကဟုတ်တယ်ဒီမှာကျွန်တော်တကယ်အကယ်၍သာကိစ္စအနေနဲ့တော့ရှော့ပြခွဲခွင့်ရလာမယ်ဆိုလို့ရှိရင်တော့အများကြီးတော့အလုပ်တော့ဖြစ်နိုင်သေးတယ် Yesterday နေ့ကလည်းဒါသူ့ရဲ့ Pick off တွေ တော်တော်လေးအလုံးဖြစ်နေခဲ့အနေထားမျိုးတချို့ဒီနေ့ဒီအလုံးဖြစ်နေတဲ့အနေထားမျိုးကြားမှာတော့တင်းဆက်ပန်ဒီချိန်မှာသူတို့မသေးချာမသေးချာအလုံးတွေလောက်သွားမယ်ဆိုရင်တော့ဘလက်သွင်းရဲ့ကမ်ဘက်တစ်ခုကိုလည်းကျွန်တော်မြင်လာနိုင်တယ်ဗျာချိန်တိုင်းသာကြာလာတဲ့မြန်တင်းဆက်ပန်ရဲ့ develop ဖြစ်လာတဲ့အရာကတင်း connection ပဲဗျာနော်ဟုတ်တယ်ကျွန်တော်တမ်းပေါက်ဆိုရင်နောက်ကဒီ follower လိုက်လာတဲ့အရာတွေကွက်တီကိုသွားကြနေတာဆိုတော့ဒီအရာတွေကသူတို့အတွက်လိုအပ်နေတဲ့ hero key တွေကိုသူတို့ဖန်တီးထားတယ်အားလီပိုင်းနဲ့ဆက်ပြီးတော့ကွာဟနေတဲ့ key တွေကိုသူတို့ different ထားနိုင်ခဲ့တယ်ဆိုတဲ့အခြေအနေတစ်ခုပဲအောက်မှာလေးထိုးကြည့် by one tsunami slam ဖေးလိုက်ကြည့်ရဲဒါပေမဲ့ follower ကတော့နင်းငယ်သွားပြီးတော့ဝေးနေသေးတဲ့နောက်မှာတော့ထိုးက energy ကျန်ရှိနေတဲ့ energy လေးကိုသုံးပြီးတော့ပဲပြန်လဲ forward နေတဲ့ခါမှာ justin အနေနဲ့ကလည်းလှလှပပသူ့ရဲ့ teammate ကို cover လုပ်ပေးထားပါသေးတယ် justin အကောင်းဆုံးတော့ cover တော့ပြန်လုပ်ပေးထားသေးတယ် plus zone နဲ့ဒီဘွဲမှာကြောင့် justin ရဲ့ cover ကြားမှာတော့ hugi ဒါပြီးသလောက်တော့မပေးရသေးဘူးဆိုအနေထားတော့ရှိနေတယ်10 7အနေနဲ့လည်းအားလီဖိုတက်ရှယ်မြန်မာနဲ့တူမေခင်းမှာလည်းတောင်းရှော့တွေကိုတစ်ဖက်ကချန်ငယ်သုံးတဲ့တိုးဝင်လာနေပြီတန်ပေါက် ဖျက်ပြထောက်ပေးထားမယ်လေအင်းလုံးဖြစ်နေတော့ရိုင်းတော့မလာမျိုးမတွေ့ရသေးဘူးပြဟိုးတော့မလေတသိန်းလုံးစောင့်နေခဲ့တာသူစွဲရင်တော့ပြက်တယ်ဒါပေမဲ့ purify နဲ့ဖြစ်နေရဆိုတော့လေသူအချိန်တိုင်းတော့ခုထိပြန်ပြီးတော့စောင့်နေရဆိုတဲ့ပုံစံပဲဗျအပေါ်မှာတော့ silent ကိုသွားပြီးတော့ push တယ်ဒါပေမဲ့လာပြီးတော့ jordan helster နီးနေဟိုကာပေးထားရဆိုတဲ့အချိန်နေပဲဗျ buy one သွားချမယ်ဆိုရင်တော့ ck ကိုသူ့အနေနဲ့ချလို့မရအောင်ဆိုရဲအနေထားမှာရှိရဗျ fan ကြီးက why is ထဲထားရဆိုမလဲသူက true damage ကဒီချိန်မှာအရန်ဤပတဲမှာအကြိုက်မနေပေးနိုင်ဆိုတဲ့ပုံစံတစ်ခုပဲအဓိကကတော့ stand နေများတယ်ဗျဒီက tsunami strike to try to power မယ်ဆိုရင်တော့တခြားဘက်သူဒီ hero ကိုပေးရ ားဖို့တော့များတယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်ကလောက်လဲ10 7ထပ်မှန်ပြီးတော့တင်မဲ့ဖို့စူးစမ်းနေနေတယ်ပဲ Blackstone နေနေတော့ defend move ပဲရွေးချယ်ထားတယ်သူ9ယောက်လုံး defensive ခင်းထားတဲ့အနေထားတစ်ခုတော့ရှိနေမယ်တိုချီနေနေကလည်း split push နဲ့ရားတော့လေတော့ပြောချက်ပြန်ပေးမယ့်ပုံစံမျိုးတော့အာဘလတ်သွန်ပြန်ပြီးဖြစ်ထားသေးတယ်တမ်ပေါဆွဲလာခဲ့ပြီနော်ဖာလိုက်တမ်ပြီးအောက်ဖို့ကြမှာပြတ်မလားနော်ဂျက်စီပြန်ထုတ်ဖို့ကြိုးစားမလဲမလွယ်သေးဘူးဖန်တိုးကြည့် တယောက်လာပဲမယ် CK တော်တော်လေးကိုမာပေးနေတော့မယ် OP ချစ်မှာ damage အကုန်လုံးစားထားပဲမယ်လေ HP အများကြီးကိုဂျန်နေသေးတာဗျာ reset တော့ရှောက်လိုက်ပြီးတော့ပြစ်ခွဲခြင်းနေဆိုမယ်လေမရတော့တဲ့အဆုံးပြန်လေ fallback ပဲဗျာ Scalia Bay နောက် Fanny K ပဲ Catthrow ဖြတ်ပိုင်းနေဆိုမယ်လေ OP လုံးဝမတည်သေးရဲ့ဆိုရဲခိုက်တယ်ဗျာ Lucky အနေနဲ့ကလည်း Bubble မှာတကယ်ကိုကျော် steal ရှိနေတဲ့အခါမှာ Battle အရင်ကောင်းလို့လို့ဆိုင်လို့မရတဲ့ Blatto အနေနဲ့ကတော့ Mega Tower တွေကိုကျန်ရှိနေသေးတဲ့အခါမှာ defensive ဆက်လက်ပြီးတော့လုံးလုံးရပါအောင်မယ် ဘလက်သွန်အနေနဲ့တော့သူတို့ရဲ့ defenses ကိုထပ်ပြီးတော့ပြသအောင်မယ်အပေါ်မှာတော့တူချီအနေနဲ့ split push လို့ရွေးချက်ထားတယ်တူရင်း pressure ကို defend မယ်ဘလက်သွန်တို့မှာလည်း10 7နိုင်ပွဲတစ်ခုထပ်ပြီးတော့အသက်သွန်းမှုတဲ့ long နဲ့အတူပဲ high ground တက်လာနေပြီရိုးရိုး butterfly နဲ့ပေးထားရသေးတယ်တန်းပေါက်ထထောက်ဖို့တော့ကြိုးစားနေတော့မယ်ဘောနမှာနှစ်ကောင်တော့ပြန်ထိန်းတော့ကြိုးစားမယ် damage shot ကလိုအပ်ချက်ရှိနေဘယ်သူမှတော့မသိသေးဘူးနမအေးလွန် damage တွေကအများကြီးလုပ်ပြီးတူချီထပ်ပြီးတော့ gather နဲ့ထူဖြောက်တဲ့ကြားမှာ op လုံးဝကိုမသိသေးဘူးငားရအောင်လို့ save လိုက်ရှိနေတယ်ဘလက်သွန်း defenses မှာတော့ဒီချိန်မှာလည်းထပ်ပြီးတော့ defend ထားအောင်မစစ်ခေရဲ့ချက်ချားမှာ justice ထပ်ပြီးတော့ပေးလိုက်ရတယ်တိုးချီပြန်ဝင်လာမှုဂျိုးသွားမယ်နောက်မှာဇင်းရဲ့ plan နဲ့ damage ကတော်တော်ကိုနာနေခဲ့တာဗျာဆိုတော့ hero kit တကောင် CK နေနဲ့ပေးလိုက်ရတယ်ဗျာဒါပေမဲ့၄ယောက်နေနဲ့တက်လာမယ်အားတစ်ခုတစ်ဖက်မှာလေ၃ယောက်နဲ့ပြန်ပြီးတော့ defend ရမယ်ဗျာဂိမ်းစမ်းနေတဲ့ကောင်တို့ကျော် mana regeneration ပြန်ပြီးတော့လုံးရမယ် super minion wave တော့ပါလာခဲ့ပြီဆိုမှလည်း tank ပေါ့ tsunami slam လေးသုံးကျင်တာဗျာ titan strike တော့ lane ကို miss သွားခဲ့တယ် online machine နဲ့ first mega tower တလုံးပဲဆက်လက်ပြီးတော့ယူပြသွားခဲ့တဲ့ tin seven only mega ကိုထပ်ပြီးတော့ try one ခဲ့ပါကြာ okay only mega ရသွားအောင်မလား doji creed တော့အကောင်းပြန်ရှင်းထားနေရနေပဲဒါပေမဲ့မရောက်ပြန်တော့မစည်းရနဲ့တော့ချက်ဖြန်းနေသလိုလိုက်ခီကလေဒါ top rank only ပဲတောက်ချက်ကြိုက်သွားတဲ့ချိန်တစ်ခုမှာတော့ mega 3 lane လုံး blood throne နဲ့တုံးချုံလိုက်ရပြီဗျာ10 7အနေနဲ့တော့ goalie 11k ထိပါရှိနေခဲ့ပြီဗျာဆိုတော့တော်တော်လေးများတဲ့ go network different လို့ပဲပြောရမှာဗျာเนาะ 11k ဆိုတော့မှန်တိုင်းပြောရရင်ကျွန်တော်တော်တော်လေး damage ဘိုင်းမှာပြန်ကြည့်ရမယ်ဆိုရင်လဲကွာဟရဲဆိုတဲ့အခြေအနေသူ့မှာရှိရင်ဒီနေရာမှာဆိုလဲ justic ကဒါ fit credit ကတော်တော်လေးကောင်းနေဗျာအဓိကကသူ့အနောက်မှာဝင်လာမဲ့ damage ကမရှိဘူးဖြစ်နေအဲ့ဒီနေရာမှာဒါဒီကတိထားတို့ဘာလို့လို့မျိုးဒီ pressure မပေးနိုင်တဲ့ hero တွေ farsa တို့ဘာလို့လို့မျိုးဖြစ်နိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းနိုင်ကြီးတော့ရှိလိမ့်မယ်ဗောနော်ဒါပေမဲ့ရိုးရိုးကနှစ်ပွဲလုံးမှာဒီ zoom ခြင်းခိုင်ထားတယ် combination ကဒီ zoom ခြင်းဒီအဲ့လောက်ထိ battle 5မှာ damage မပေးနိုင်ဘူးဆိုတဲ့ပုံစံတစ် ူသွားဖြစ်တယ်ဗျာအေးလွေခုနကဒမ်မတင်ကသွားလုပ်ရဆိုမြဲလေတပတ်မှာကဂလိုရင်းဝန်နေဒိုမီနီအိုက်စီပါနေရဆိုသူ့ရဲ့သွေးတက်နှုတ်နေပြန်ပြီးတော့ရှော့ချနေရဆိုတဲ့ပုံစံနဲ့음သွေးတက်နှုတ်ကတောက်လျှောက်ကိုရှော့ချခံနေရလို့ပြောရမယ်အေးလွေနေနေရလေကြောင့်ဘလုံးမောက်ကိုမာမပေးနိုင်တာမျိုးလို့တွေးရတယ်ဟိုဖီကတော့ဒါသူ့ရဲ့ချွေဘလတီကဒီပွဲမှာတော်တော်လေးအလုံးဖြစ်နေခဲ့တယ်ဗျာဂျက်စီရဲ့ဖိတ်ကော့ဖီကလည်းအရင်တော့အလုံးမဖြစ်ဘူးတော့အောင်းမှာတော့ကျွန်တော်ကိစ္စနေတူဘာသာဝမ်းချမစေးရန်လုံးဝမသေးပါဘူး lucky college မှာ on in နေမှာတမဂျက်စီဘက်ကပြန်ပေးထားသေးတယ်ဗျာအေးလွေပြန်လေ4 back ကျွန်တော်နောက်မှာလေးပြန်ပြီးတော့ op ရှိနေခဲ့တဲ့သူ့ရဲ့ she azor တွေ starter တွေဒီရ ားတွေက trolley များပြားနေတဲ့ခိုင်တဲ့တစ်ခုပဲဗျာ နော်လုံးဝဖြတ်ဖို့အတွက်ကကေဆက်အနေနဲ့မရှိဘူးဆိုတော့ဒီ match map ပေးမဲ့ damage မရှိတော့တဲ့ခိုက်တခုမှာတိုးချီတကောင်နဲ့လည်းပဲဒီ creed တွေကိုပြန်လှည့်ပြီးတော့ဖြေရှင်းရမယ်ဆိုတဲ့ခိုက်တက်မယ်တက်လာခဲ့တဲ့ wave ဖြေတော့ throw တွေပြန်လှည့်ပြီးတော့ရှင်းထုတ်နေတော့မယ်ဗျာဒီမှာလည်း falling star မျိုး op လုံးဝကျန်းထန်းနေရ3အောင်4အောင်ကြားထဲမှာလုံးဝမတည်နိုင်ဘူးဗျာ op damage တွေအများကြီးစားနေပေမဲ့လည်းသူစီကသူရဒဇက်ဘောင်ကိုမလျော်သေးရလို့ပြောရမှာပဲဗျာလောတော့ဒီမှာကျွန် match map ကောင်ပြန်ပြီးဖြေရှင်းထားနေနေပဲ black thorn နောက်ထပ် lord defense တခုကိုထပ်ပြအောင်မယ် op နေနေရတော့သူရ base ရှိမှာပါသွားပြီးတော့ပဲ ုံးရှော့တွေ live push နဲ့ down တော့ black zone ဘလုံးမတော့မခံစားနိုင်ဘူးဗျာ harry ရှိနေအောင်မသူအဲ့လောက်ထိပြဿနာမရှိဘဲနဲ့အရှိမသွားပြီးတော့ damage တင်ကလုတ်ပေးနေတာ harry မရှိဘူးဆိုတော့ပိုကောင်းသွားတာပေါ့ slim slam power up transition ball နောက်တော့ပေးရသေးတယ်တော့မထိုးကြည့်တမ်းပြီးတော့ down ဝခဲ့ဗျာ back end live ပြီးချီပေးရသေးဆိုမလဲ crowd test number 4ကြီးကြားထဲမှာ ck click ကနေပြန်လဲပြေးထွက်အောင်မရှိနေ creed away ကိုတော့ပြန်လဲပြီးတော့ shade off black zone 3ယောက်4ယောက်လောက်ထိ power ခဲ့တဲ့ခိုက်တက်မှာ lucky ပြန်လဲပြေးထွက်နေရော start the falling star boss again ksa ပြန်ပေးလဲရဲ့နောက်မှာ chris throw စင်းရပြေးချက်နဲ့တူပဲ hero k တွေအက ကုန်လုံးဒီပါမရရှိလိုက်တဲ့အဆုံးမရောခဲအိနံပါတ်2ပါတင်းဆယ်မန်ချမှတ်နိုင်ရရှိလို့တွားနေနေပဲဒူးစည်းဆိုရရလာတစ်ခုနဲ့ဒီနေ့ပွဲစဉ်မှာလဲကလင်းစထရီးထမှန်ဖန်တီးွားခဲ့ပါပြီဗျာ